တန်နေတဲ့တာဝဲအခရာ၅လုံးရဲ့တတိယအခရာတွေဖြစ်တဲ့ဂါဇာဓာပါရီစတုထအခရာတွေဖြစ်တဲ့ဂါဇာဓာပါရီကိုတော့အနက်မရှိတဲ့အခရာတွေလို့သတ်မှတ်ထားပါရရှင်မြန်မာဘာသာမှာအနက်ရှိတဲ့အခရာဂါခါကိုအနက်မရှိအတန်ပဲရှိတဲ့အခရာဂါဂါနဲ့ဖလဲရေးတတ်တယ်လို့စာစာကိုစာစာနဲ့ဒါထကိုဒါဒါနဲ့ဘာဖာကိုဘာဘာနဲ့အတန်ဖလဲရေးတတ်ကြပါတယ် ဒါကြောင့်အနက်ရှိတဲ့ပြည်စနှလုံးကိုအုံပြူဝီရေးသားရင်တော့အနက်ဆွဲအရေးအနက်ရှိတဲ့စကလုံးကိုမူလာတိုင်းရေးတဲ့ရေးလို့ဆိုနိုင်ပြီးအနက်မရှိအတန်မဲ့ရှိတဲ့ပြည်ရှင်လုံးကိုအုံပြူဝီရေးသားရင်တော့အတန်ဆွဲအရေးအနက်ရှိတဲ့စကလုံးကိုမတုံမဲ့အနက်ရှိတဲ့စကလုံးကိုအတန်ဖလဲထွက်ဆိုထားတဲ့အနက်မရှိအတန်သာရှိတဲ့စကလုံးကိုအုံပြူရေးသားထားတဲ့အရေးလို့ဆိုနိုင်ပါရဲ့ရှင်ပုံစံပြရရင်ဂုတ်ဂုတ်ဆက်လို့အတန်ထွက်ပြီးမဲ့ဂုတ်ဂုတ်ဆက်လို့ရေးတာ စီတီလိုအတန်းထွက်ပေးမယ်စီတီလိုရေးတာတောင်းလိုအတန်းထွက်ပေးမယ်ထောင်းလိုရေးတာတွေဟာအနက်ဆွဲအရေးတွေဖြစ်ပြီးကော်လိုရတဲ့အရာမူကော်ကော်ပြားလိုရေးရမယ်အစာကော်ကော်ပြားလိုရေးတာအစီအစံလိုအနက်ရှိတာကြောင့်စီစီလိုရေးရမယ်အစာစီလိုရေးတာဟာအတန်းဆွဲအရေးပဲဖြစ်ပါရဲ့ရှင်ကားငယ်လိုခေါ်ရကဟာမြန်မာပြည်အခရာ33လုံးမှာ3လုံးမြောက်အခရာဖြစ်ပြီးကာဝတ်ပါတတိယခရာပါ မြန်မာဘာသာမှာကားငယ်နေရတဲ့ဝါဟာရတွေရှိပေမဲ့မြန်မာဘာသာစကားမဟုတ်ပေမွေစားစကားလုံးတွေတမ်ပလက်ထားတဲ့စကားလုံးတွေဖြစ်နေတာကိုခုလိုတွေ့နိုင်ပါတယ်ရှင်။ကစားစင်ယုံမြင့်ယုတ်စားတီရေးဆွဲတော့ရှီယိုမြန်မာပကြီးဂတိတရဝါရူလာယဘဝကောပကစီတီပထိုးစားတီကိုဆောင်းရှောက်ထိမ့်သိမ့်သူ